တင်းထဲမှာလေးစိုက်ကင်းနဲ့တသူဆွဲပါသွားတဲ့ဒီအမကိုတွေ့မိကြတယ်မလားရှင်ပထမကထိုင်းလူမျိုးလို့ထင်နေတာမြမလူမျိုးဖြစ်နေပါတယ်ရှင်မိန်းကလေးတွေအဲ့တဲ့ပတ်စံတွေအများကြီးမထဲကြပါနဲ့နော်အလားပိုင်း29ရက်နေ့ချွန်ပူရီမှာဖြစ်သွားခဲ့တာအမရဲ့နာမည်ကမတ်တနာအေးအသက်32နှစ်ခင်ဖြစ်တဲ့နေ့29ရက်ညနေ4:50နဲ့8မိနစ်မှာမတ်တနာအေးကအသုံးလိုတဲ့ပစ္စည်းတွေတော့ဝယ်မလို့အဲ့ဒီအချိန်ရုတ်တရက်စိုက်ကင်းနဲ့လူတစ်ယောက်ရောက်ချလာပြီးမတ်တနာအေးရဲ့ပတ်စံအေးကိုဆွဲလို့ ို့ပြေးပါရရှင်မတ်တနာအိကပတ်စာအိကိုမလွတ်ချပေးဘူးဆွဲသွားတာတော်တော်ဝေးကိုရောက်သွားပါရရှင်စိုက်ကဲအရှင်ကများတော့နောက်ဆုံးမတ်တနာအိဒဏ်ရာတွေရပြီးပတ်စာအိကင်ထားတဲ့လက်ကိုလွတ်ချပေးလိုက်ရတယ်ခင်းဖြစ်တဲ့နေရာနာမှာမြန်မာတချို့လည်းအတန်ကြာလို့ထွက်လာကူညီကြတော့လူစုကစိုက်ကဲမောင်းထွက်ပြေးသွားခဲ့ပါရရှင်ဒဏ်ရာအများကြီးရသွားတဲ့မတ်တနာအိကိုစီးုံပို့ခဲ့ကြတယ်တတိယနဲ့ပို့တိုက်တဲ့အရှင်ကြောင်ခြေထောက်နှစ်ဖက်လုံးဟာရောင်ကိုင်းညုံမဲနေတာပဲရှင်လူစုယူသွားတဲ့အိတ်ထဲ မှာဘာတွေပါလဲဆိုတော့ဖုန်းတစ်လုံးဘက်ကိုတောင် passport နဲ့မြန်မာဘက်ပချာချုံထည့်ထားတယ်။ကိုးတော်ကလစာရလာခဲ့တာတလလုံးလောက်အောင်သုံးရမှာလို့ပြောပြပါတယ်။ဒီနေ့29ရက်နေ့မှာလူပြေးသွားတဲ့သူကိုမိသွားခဲ့ပါတယ်ရှင်။သူကထိုင်အသက်38နှစ်သူရဲ့နာမည်ကအပိချရဲတွေ CCTV တရှောင်းလိုက်ကြတော့အပိချကမတနာအီစီကပတ်စာအိတ်လူယူလာပြီးနောက်ဖတ်တရားကိုလွတ်တို့ကစီပြီးတော့ထွက်ပြေးမလို့အချိန်တော့သူ့ရဲ့ဖုန်းကအားကုန်သွားတော့ကုန်တိုက်တစ်ခုမှအားသွင်းနေတော့မိသွားခဲ့တာအပိချအိတ်ကိုဖြှိရ ှာကြတော့ဘာထွက်လာတယ်လဲဆိုလောင်းကစားနဲ့ဆိုင်နဲ့ဆာရွက်စားတဲ့နေအကျွေးဆာရွက်တွေထွက်လာပါတယ်ရှင်မန်တန်နာအေးစီကလူသွားတဲ့ပတ်စံနေဘာလုံးလိုက်တယ်လဲမေးတော့တန်နာအေးရဲ့ဖုန်းကိုတွက်ရောက်လာဘတ်ငွေ150ရပါတယ်ရှင်ပတ်စံကို လောင်းကစားလုပ်တယ်ဆေးချတယ်ဆေးဝယ်တယ်ပြီးတော့ခရာအိုကေဆိုင်ထိုင်တယ်ပိုရာသူ့အမေကိုပေးမယ်လို့ပြောပြတယ်အဲ့တော့အမေကိုမေးကြတာပေါ့ရှင်အမေကလည်းသူ့ပါလုံးရက်ကိုယုံနာမယုံနိုင်ဘူးသူတိတော့မတိဘူးတဲ့ရှင် အပိချက်ကိုသူများချွေးနေစာကိုဘာလို့ဒီလိုလူယူရတာလဲလုံရတာလဲဘာကြောက်လဲအလုံးမလုံးရှင်လို့လားအလုံးမရှိလို့လားမေးတော့သူများပတ်စံလူယူတဲ့အလုံးကိုမလုံချင်ပေမဲ့ပိုက်ဆံဘယ်ကရှာရမလဲဆိုတာမသိဘူးလို့အကြောင်းပြချက်ပေးတယ်။ဒဲဒီဟာအပိချက်နောက်ကြောက်ကိုစုံစမ်းကြတဲ့အခါမှာတော့အပိချက်ဟာချွန်ပူရီရဲ့အလုံးဆိုင်တစ်ခုမှာ အလုံးဝင်တာတရက်ပဲရှိပါသေးတယ်။29ရက်နေ့မနက်9နာရီလောက်ကအပိချက်ဟာအလုံးထဲကတန်ခါးကြီးဆက်တဲ့ဆက်ကိုခိုးလာတယ် င်ညနေ9နာရီမှာတော့ပစ္စည်းထွက်လာဝဲတဲ့မတ်တန်နာရီပတ်စံအိတ်ကိုထပ်လုပါတယ်ရှင်အခုသူ့ကိုရဲကခေါ်သွားပါပြီစိတ်မကောင်းကြတော့တတိကလည်းမတ်တန်နာရီရှိတဲ့နေရာစီသွားမေးကြပါတယ်ရှင်အမကထိုင်းနေနေပဲတက်တယ်အတာပြန်ပေးတဲ့သူပြောပြတာကငွေ900ကသူ့အလုံးလုံးလို့ရတဲ့လက်စာငွေတွေအမရဲ့လက်စာငွေတွေပါရှင် ပစ္စည်းသွားဝယ်ဖို့ထွက်လာရမှာအစအိတ်ထဲမှာ အရေးကြီးတာတွေဖြစ်တဲ့ passport မြန်မာမှတ်ပုံလေးဖုန်းတစ်လုံးနဲ့ပတ်စာ၉တောင်မှပါသွားခဲ့တာပါရှင်။ချွေးနှဲစာလေးတွေပါသွားတော့တမျောတာပေါ့ရှင်။တနာပါတယ်အမတ်လည်းအမြန်တက်တာပါစီရှင်။